ီနေ့မှာတော့ထိုင်းနိုင်ငံဖူခတ်မှာရှိတယ်ပေါ့နော်မြေကြီးပေါ်ကနေပြီးတော့မြေကြီးထဲကနေပြီးတော့ထွက်ပေါ်လာတဲ့ဖျားကိုတွားရောက်มาဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်တော့ဒီ block လေးကိုစဆောင်လိုက်ကြည့်ပါဦးအရင်ဥဆုံးတာကဖျားကိုစပြီးတော့ဝင်နေတာဖျားအချိန်မှာပေါ့နော်ကာရက်နာတဲ့နေအေးနော်တက်ကြည့်အောင်ချက်သူမီပါရက်ဆွေလေးကဘာပင်လေးလဲထူးဆန်းလို့တွားကြည့်ခဲ့တယ်ပေါ့နော်ဘယ်လိုလဲအေးဟုတ်တယ်ဆရာမဒီနေ့မှာပေါ့နော်ပြုပြင်မွမ်းမံနေတာတွေရှိတဲ့အတွက်ပေါ့နော်ဒီလိုမျိုးလေးတွေတည်တည်ရှာရှာလေး အဒီနာကပဲရက်ခဲရတယ်။ဒါဆိုရင်တော့အထဲမှာလူအများဖူးမြော်နေကြတာပေါ့နော်။ဒါဖရားကဒီမှာလဲမိုးတို့တွေက စီမီ အမွှေးတိုင်းရွှေတင်ငန်းနေစက်ကက်လူရန်ခဲ့ပါသေးတယ်။ဒါဆိုရင်တော့မိုးကဒီဖရားရဲ့စင်တူတော်မှာပေါ့နော်။သွားပြီးတော့ရွှေတင်ငန်းကဲရောက်လူစက်ကက်လူရန်တာပဲဖြစ်ပါတယ်။ဒီဖရားရဲ့ထူးခြားချက်ကဖရားက ပြကြီးထဲကနေပြီးတော့ဗောနော်ပေါ်တော့မူလာတာဖြစ်ပါတယ်အရန်လက်တက်ပယ်တယ်အရန်လက်ဆူတောင်းပြပါတယ်နော်ဒီဖရားကလာရဖူးမြော်တဲ့သူတွေလည်းအခကြီးရကြီးတွေမှာဆိုပို့ပြီးတော့များတယ်ဗောနော်ဒါဒီကြားရဲမှာတော့မှလူတွေရှိတယ်အိုးမှာဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ပေါ့နော် ထိုင်းနိုင်ငံရဲ့ဘရင်ကြီးကိုတိုင် လာပြီးတော့ ကူးမြော်ထားတဲ့ပုံတွေလည်းရှိတ်ဆွဲထားတာရှိပါတယ်ဗောနော်ဒီမှာဖျားစင်းသူတော်တွေလည်းအများကြီးရှိပါတယ်ဒါဆိုရင်တော့ဖျားစင်းသူတော်တွေကိုရောက်ရှိပေးတဲ့နေရာဖြစ်ပါတယ်ဒီမှာမိုးကလည်းဝေခဲ့သေးပါတယ်ဗောနော်အာအပြင်ထွက်တော့ဒီလိုမောင်းကြီးတွေ့လို့လည်းမနေနိုင်ဘူးဗောနော်ထုခဲ့ပါသေးတယ် နောက်ပြီးတော့ဖရာရဲ့ရေအပြင်ပတ်မှာပေါ့နော်ဒီဖရာနေရာလေးကိုလည်းမိုးတို့တပတ်ပြအောင်လို့ဆိုပြီးတော့အပြင်ဘက်ကနေပြီးတော့သွားပြီးတော့ပတ်ခဲ့ပါသေးတယ်ပေါ့နော်ဒီမှာလေးဘာအပြင်လဲတီးတဲ့သူရှိလို့ရှိရင်တစ်ချက်လောက်ပြောပေးပေါ့နော်မိုးတော့မသိဘူးရိုက်တော့ရိုက်ခဲ့တယ်ဘာအတီးစီလဲတော့မသိပေါ့နော်ဒီဖရားကတော့ဖရားရဲ့ဖြစ်ပေါ်လာပုံကတော့ပါတွေ့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 ကြောင်မှာဟာလို့ပြောတယ်ပေါ့နော်တွေ့ကြောင်မှာတွေ့တာတဲ့နော်ဒီမှာဒါကြွေးပါ ွဲ့ចောင်းតាနေပြီအင်းเนาะចောင်းနေအများကြီးပဲเนาะဒီကျွဲချောင်းသားလေးကနေပြီးတော့ဒီကျွဲချောင်းရင်းနဲ့ဖျားကိုတွေ့ရင်းနဲ့သူ့ဖို့ရင်းနဲ့အဲ့လိုမျိုးမြေကြီးထဲကနေပေါ်တော်မူတာဖြစ်တယ်ပေါ့နော်အရင်လည်းတကိုးကြည့်တယ်ဒီမှာဆိုလို့ရှိရင်ဒါထိုင်းဖုန်ကြီးချောင်းနေပေါ့နော်ဒီလိုဖုန်ကြီးချောင်းနေလေအများတွေ့ခဲ့ရပါတယ် ပြီးတော့ဖရားရဲ့ဒီမျက်နှာရှိဒီရေနေရှိတက်တဲ့မှာပေါ့နော်အာတစ်တော်လိုမျိုးဥယျင်လေးလည်းလောက်ပေးထားသေးတယ်ပေါ့နော်ဒါဆိုရင်ဒါဖုခဲရဲ့အထင်ကြီးရနေရာပေါ့နော်ဒီကျုံးလေးတွေကိုလည်းပကြီးဆွဲထားတာတွေ့ရတယ်ပေါ့နော်ပြီးတော့နိုင်ရှင်လည်းပါပါတယ်နော်ကိုခရရမယ်ဆိုရင်ဒီနေရာတွေမချစ်မနေတော့တယ်။အော်ဟိုဘက်မှာချောင်းဖြစ်နေတော့ဒီဖုမကြီးမမြင့်တော့ခေါ်ရမယ်ပေါ့နော်။သူကတော့ချောင်းဖြစ်နေတယ်လေတေးတေးခြားခြားလေးလှုပ်ပေးထားတယ်။အထဲမှာဆိုရင်၆ဆရာလမ်းလေးတွေနဲ့ ်တစ်တေလေးနဲ့စိမ့်ချူနေရပါတော့။ဖဲမှာဆိုရင်ဒါအာဘအိုးရင်လည်းခေါ်လဲတော့မသိဘူးပါတော့။မိုးလည်းတွေ့တဲ့ဟာတွေရိုက်ခဲတယ်။ဒီမှာတစ်ပင်လေးနဲ့အပင်ကြီးတွေစိုက်ထားတာတွေ့ရပါတော့။ အထဲမှာဆိုရင်လည်းတော်တော်လေးတစ်ပေနေကိုစော်နေအောင်စိုက်ထားတယ်ပေါ့နော်ပြီးရင်တော့မိုးကဒီထက်မှာအလဲလမ်းလေးတစ်ဖက်ချလိုက်သေးတယ်ပေါ့နော်တစ်ပင်လေးတွေစိမ့်ဆူနေတယ်ဆိုတော့ကိုလှဲ့ဒီလှဲ့ပေါ့ကိုရဲ့ဝါသနာအဲ့လိုပဲရောက်တဲ့နေရာဆိုတော့ဘလော့လေးရိုက်ရမှာအမ်ဒါကတော့ပင်ရတော့ခံပေါ့နော် ဒီခုံးတန်းလေးကလှလို့ဆိုပြီးတော့မူကဒီလိုမျိုးဖြတ်သွား၆ the style လေးနဲ့ပေါ့နော်ဗီဒီယိုလေးတက်ဖို့လေးရိုက်ခဲ့ပါသေးတယ်လဲဘယ်ပလာတော့လဲပုံစံပါပဲအာတစ်ပင်လေးနဲ့အရန်ကိုမှစိတ်ဆူတရားလှပါပါတယ်နော်ဒီဖျားလေးကိုဖုခတ်ကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ထလန်မှရှိပါတယ်ပေါ့နော်ဖုခတ်ထလန်ညီကြဖျားလို့ပြောကြရင်သိတယ်ပေါ့နော်အဲအမ